ဟယ်လိုအားလုံးပဲမင်္ဂလာပါ Gaming YouTube Channel နဲ့ဒီဒီကနေကလည်းကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Gaming ဖြစ်ပါတယ် Gaming ပရိသတ်တွေအားလုံးပဲမင်္ဂလာရှိသောညာ Gaming ဖြစ်ပါစေလို့ဆုမကောင်းတောင်းပန်လိုက်ပါတယ်ခင်ဗျအခုပြပပေးမယ့်ဗီဒီယိုလေးကတော့နည်းနည်းတော့အရေးကြီးပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အနေနဲ့အခုလာမယ့်အင်္ဂါနေ့ရဲ့အခုလာမယ့်ဗုဒ္ဓဘုနေ့ရဲ့မှာကျွန်တော်အခုပြောမယ်လုံးဝဘိုင်းဟင်းလေးကတေချာပေါ့မိတ်ဆွေတို့စီကိုလာပါလိမ့်မယ်ခင်ဗျအဲ့ဒီဘိုင်းဟင်းလေးတွေကဘာလဲဆိုတော့ကျွန်တော်ပြပြရမယ်ဆိုတော့က ရင်ဦးဆုံးအနေနဲ့ကျွန်တော်အနေနဲ့ဘိုင်ဟင်းလေးနှစ်ပွဲလုံးဝတည်ချပါပါဒီအခုအင်္ဂါနေ့နဲ့ပတ်သက်လို့နေပါတော့ကျွန်တော်တို့ဒီ April တရက်နေ့ရက်နေ့ရက်နေ့ရက်အတွက်ဖြစ်ပါတယ်အဲအခုတော့ခက်ခဲနေတဲ့အချိန်မှာကျွန်တော်ရဲ့ဗီဒီယိုလေးကြောင့်မိတ်ဆွေတို့စိတ်နှောင့်ရှက်ဖြစ်ခဲ့ရသည်ရှိတော့ပါတော့ကျွန်တော်အနေနဲ့အရင်ဆုံးကြိုပြီးတော့တောင်းပန်ပါတယ်ခင်ဗျာပြီးတော့မိတ်ဆွေတို့အနေနဲ့လည်းဘေးအန္တရာယ်ကင်းရှင်းပြီးတော့ဆက်ဆက်ရဆင်မီကြပါစေခင်ဗျာဆုမကောင်တောင်းပန်ပါတယ်ခင်ဗျာ ကဲအဲ့တော့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ April 1ရက်နေ့ကနေစပြီးတော့ April 2ရက်နေ့အထိပေါ့နော်တေချာပေါက်လာမယ့်ဘိုင်းဟင်းလေးနှစ်ပွဲကတော့ပထမဆုံးဘိုင်းဟင်းလေးကတော့တစ်ပိုင်းဆိုတဲ့ဟင်းပွဲလေးပဲဖြစ်ပါတယ်ခင်ဗျာဒုတိယဟင်းပွဲလေးကတော့6ပိုင်းဆိုတဲ့ဟင်းပွဲလေးပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့တစ်ပိုင်းဟင်းလေးရဲ့6ပိုင်းဟင်းလေးရဲ့ကိုဂျာနီတက်တဲ့လူတွေကတော့ဘိုင်းဟင်းအဖြစ်စွဲပြီးတော့မိတ်ဆွေတို့နေနဲ့ချက်ပြုတ်လို့ရပါတယ်မိတ်ဆွေတို့ဒီမှာရှိတဲ့နေ့စဉ်မှန်နေတဲ့ကီးလေးတွေရှိကီးဟင်းလေးတွေရှိခဲ့သည့် ရှိတော့ဗောနော်ကျွန်တော်ရဲ့ဒီဘိုင်ဟင်းလေးနဲ့တွဲပြီးတော့လုပ်ကြည့်ပါတေချာပေါင်းမိတ်ဆွေတို့အစီအမေပါလိမ့်မယ်ခင်ဗျာကျွန်တော်နေနေဗောနော်ရွေးချက်ပေးရမယ်ဆိုရင်တော့ကျွန်တော်ပြောမယ်ဆိုရင်တော့တင်ငားဆိုတဲ့ဒီဟင်းပွဲလေးကိုလည်းကျွန်တော်ကြိုက်တယ်တစ်တစ်ဆိုတဲ့ဟင်းပွဲလေးကိုလည်းကျွန်တော်ကြိုက်တယ်တစ်ခွန်ဆိုတဲ့ဟင်းပွဲလေးကိုလည်းကျွန်တော်ကြိုက်ပါတယ်တစ်ဆယ်ဆိုတဲ့ဟင်းပွဲလေးကိုလည်းကြိုက်နေတတ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ကတေချာတာကတော့တစ်ပိုင်ဆိုတဲ့ဟင်းပွဲလေးကပိုတေချာပါတယ်ပြီးတော့နောက်ထပ်ထပ်တေချာတဲ့6ပိုင်ဟင်းလေးနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ကြိုက်နေတတ်တဲ့ဟင်းပွဲလေးတွေကတော့ ပြောမယ်ဆိုရင်တော့64ဆိုရင်ဟင်းပွက်လေးရှိမယ်63ဆိုရင်ဟင်းပွက်လေးရှိမယ်ဗျ62ဆိုရင်ဟင်းပွက်လေးရှိမယ်69ဆိုရင်ဟင်းပွက်လေးရှိပါမယ်ခင်ဗျာဒါလေးကတော့ကျွန်တော်အကြိုက်ဆုံးလေးတွေကိုဒါရွေးထုတ်ပေးထားတာဖြစ်ပါလေဒါပေမဲ့မိတ်ဆွေတွေတခုပြောချင်တာကမွေနိုင်တဲ့လူတွေကတော့တစ်ပိုင်ဟင်းလေးကိုတေချာလေးဆွဲကြည့်ပါလို့မဟုတ်6ပိုင်ဟင်းလေးကိုဆွဲကြည့်ပါနှစ်ခုစလုံးနိုင်တဲ့လူအတွက်ကတော့ပိုကောင်းပါတယ်ခင်ဗျာတခုတည်းနိုင်တဲ့လူကတော့ဒါမိမိတို့ရဲ့ကံရရပုံမူတည်သွားမှာပေါ့နော် အားလုံးပဲအစီအမေချောင်းမွေးကြပါစေခင်ဗျာအခုဗီဒီယိုလေးကတော့ကျွန်တော်တို့ April 10ရက်နေ့ကနေပြီးတော့ April 2ရက်နေ့အထိဖြစ်ပေါ်လာမယ့်ဟင်းပွားလေး share ပိုင်းဟင်းလေးပေးတဲ့ဗီဒီယိုလေးပဲဖြစ်ပါလိမ့်ခင်ဗျာမိတ်ဆွေတို့အားလုံးအစီအမေချောင်းမွေးကြပါစေခင်ဗျာ